ုံးမမင်္ဂလာပါ။ဘုန်းကြီးပြည်သာချင်းတဲ့နေ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။မင်္ဂလာပါရှင်။20ရက်10လမှာ26ရက်10လ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါလိမ့်ရှင်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်။အလုပ်ကံမကောင်းသေးဘူး။ဒါပေမဲ့သိခံရမယ်၊စိတ်ရှည်ရမယ်ဒါမှအဆင်ပြေမယ်နော်။ ်တန်မိုးကြီးသောပစ္စည်းအလေးခံရတဲ့တောင်းသတိထားပါမိတ်ဆွေပေါင်းတင်တဲ့ပတ်သက်ပြီးတော့ကိုယ့်အချင်းချင်းလွဲမလာတဲ့ခံရတဲ့ကိစ္စိုက်ပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့များအစီအပြေမင်းအင်းအကြီးကဲရဲ့အကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိတယ်ဆွေမျိုးသားကြီးစီမှာတည်င်းကောင်းတွေကြားတည်းကောင်းတော်တည်င်းတွေဖြစ်တည်း ရဲအန်ဒီရဲ့အနောက်ရှေ့လုံးဝမရှိဘူးချစ်သူခင်သူတွေပေါ်လာပြီတပတ်တာလို့တွေ့ရတယ်အချီအင်းနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွင့်ရတဲ့ဒီဖြစ်ပေအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြခြင်းအလိုမကြခြင်းယူဆခြင်းဒါလေးတွေ့ရတယ်။ကျမကြီးနဲ့ပတ်သက်ရင်ခါအောက်ပိုင်းကျမကြီးရဲ့တဲ့ကိန်းစိတ်ပါ။ဤကျမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ လောက်ကင်နဲ့ပတ်သက်ပြီးတော့ကိုသီးလောကကင်ကခက်ခဲစီတဲ့အရာလေးတွေ့ရတာမို့လို့စိတ်ထက်ကြပီးချမ်းတယ်လို့တွေ့ရတာပေါ့နော်။ကဲနဲ့ပတ်သက်ရင်တော့အားကောင်းတယ်။ကံထောက်ပတ်ဖြစ်စီဖို့အတွက်ထီထိုးခြင်းနဲ့ဆိုရင်တော့သုံးရတလုံးထီထိုးကန်ဆယ်လို့ရတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ပူပန်စရာစူးစူးဝါးမရှိဘူး။ပေါ်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့ခက်ခဲချက်တဲစီရဲ့အရာတော်မှာလက်ရွှေပဲလက်ပွင့်ပဲမိမိပြောဆိုတဲ့အောင်မြင်စီပဲလို့တွေ့ရတယ် မိခင်နဲ့တူတော့အမျိုးသမီးတွေရဲ့အကူအညီတောက်ပံ့ကောင်းရမယ်။နောက်မိခင်စီကလည်းအကူအညီကောင်းတောက်ပံ့ကောင်းရမယ်။အဲတော့ကံရဲ့တပတ်တာမှာအထောက်ပံ့ကောင်းနေများစွာရရှိစီဖို့တွင်ဖခင်မှာလွားတို့နှစ်ခွက်လူတန်းချင်းပြပြီးခက်ခဲနေတဲ့တပတ်တာအလုံးစုံစီပြီးသွားပေးလူတွေ့ရပါလိမ့်ရှင်။ဒီကလာပါရှင်။20ရက်ဆယ်လမှာ26ရက်ဆယ်လ2025တပတ်တာတင်းတင်းလာသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါလိမ့်ရှင်။ တနေ့လာသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ဆုံးရှုံးစီတဲ့အရာလေးတွေများတဲ့သူဒါကြောင့်မို့လို့ချင်းချင်းပြီးတော့မှလုပ်ကြိုင်ပါဘသူ့ကိုမှမယုံကြည်ပါနဲ့ဒါလေးကိုသတိပေးချင်ပါတယ်တန်မိုးကြီးတော့ပြည်စီဝင်လာမှုရှိနေပါတယ် မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အတိုက်ခံလေးတွေစကားပြောရမယ်။ကိုကစီတနာနဲ့ပြောလိုက်တဲ့အရာလေးဟာကို့အပေါ်မှာအထင်ကြီးလွဲမှားတာလေးခံတယ်တဲ့ဒါတော့ပြန်ဆိုင်တော့အိမ်နဲ့ပတ်သက်တဲ့ကိစ္စရစ်တီအစီအပြေပိအိမ်ကိစ္စနေရာတိုင်းကိစ္စရည်ရွယ်ထားတဲ့ကိစ္စလေးတွေအစီအပြေမယ်လို့တွေ့ရတယ်။ဆွေမျိုးသားချင်းစီကကိုကြီးကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါလေ။အလိမ်ညာခံတဲ့တဲ့ကိစ္စပဲ။ မိမိကသူ့ကဘာအပေါ်မှာယူသားပြီပဲကို့အပေါ်မှာမယူသားတာခင်ဗျာတကယ်သတိထားနော်အခြေအနေပတ်သက်ပြီးတော့အဆက်အသွယ်ကြီးပြတ်တောက်သွားတာမျိုးကိုတကယ်နှစ်လိုပဲရှိခဲ့သူလေကိုကအဆက်အသွယ်မရတော့တာမျိုးဒီလိုလေးတွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ကျန်းမာရေးညံ့တဲ့ပါတယ်ကျန်းမာရေးညံ့ပြီဆိုရင်လည်းပဲခြေထောက်ထဲပတ်သက်တဲ့ယောဂကျန်းမာရေးညံ့တဲ့ပါတယ်ပြုစိတ်ပါနော်မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့စိုးကျိုးလုံးဝမရှိဘူး ရခင်ကနေကကျမ်းမာကြီးညံ့နေတယ်လို့တရှောင်ရှောင်ဖြစ်လာခဲ့တယ်ဆိုရင်တော့ဒီတပတ်တည်းမှာအနာနဲ့ဆင်းနဲ့တွေ့သွားမယ်ဆရာကောင်းတစ်ပါးတော့တွေ့သွားမယ်ဒီလိုလေးမြင်နေပေါ့နော်ကံနဲ့ပတ်သက်ပြီးတော့ကံကတော့ကောင်းတယ်ជីတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးជីတိုးကန်ဆန်းလို့ရတယ်ဝေးကြီးလက်လာပါလေရှင်လန်းမဲ့ဝင်လန်းမဲ့တပတ်တာပါအလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တဲ့အခါကိုနဲ့ရင်းနှီးသောမိတ်ဆွေဒါမှမဟုတ်ကိုနဲ့နည်းနည်းဝေးသောဆွေမျိုးသားချင်းတွေက နိုင်တည်ကြတဲ့ပြည်အဲ့တော့ကံရဲ့အထောက်ပံ့ကောင်းလေရရှိစီပြီးအတွက်ဒီဘက်တော်မှာစိတ်ပြေမန်းခြင်းနဲ့ကင်းဝေးပေဝေးကြီးကိစ္စနဲ့အစီအပြေပေအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့လေးပဲတွေ့ကြစီဖို့အတွင်းမိမိနေအိမ်ကဘုရားမှာစပယ်ညွှန်ရှင်ညွန်ပြန်တန်းပြေပါဒါလေးလူနဲ့လိုက်တဲ့အတွေ့အကြုံမလို့မိမိမှာထက်ခဲနေတဲ့တပတ်တာအလုံးစုံကိစ္စပြပြပြီးကောင်းကျိုးချမ်းသာတွေရရှိစီမှာပဲဖြစ်ပါလိမ့်ရှင်သင်္ကလာဝရှိ20ရက်10လ 2025မှာ26ရက်ဆယ်လ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လောက်ကင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါရဲ့ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုကံအရင်ကောင်းအလုနဲ့ပတ်သက်ပြီးတော့တရေကောင်းလေးချာမိပိုလုထားတဲ့အလုကနေပြီးတော့အကျိုးမြတ်များစွာရရှိစေပြီးအလုနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာပေးတပတ်တာလုပ်ရရည်။တန်ဖိုးကြီးသောပစ္စည်းဝင်လာဖို့ရှိပါသေး။ရီမန်းတာတာတစ်ခုနောက်တကယ်ကိုဝင်လာတဲ့ညာလေးရတစ်ခုလေးတန်ဖိုးကြီး ကြီးတဲ့တန်ဖိုးကြီးရဲ့အရာလေးတန်ဖိုးရှိတဲ့အရာလေးကိုဝင်လာမယ်လို့မြင်နေမိတ်ဆွေကရန်ကောင်းနေမိတ်ဆွေတွေဆရာသမားတွေဇာတ်နေနှုတ်ဆောင်ပါခြင်းခွေးဆောင်ပါခြင်းအချင်ညာကောင်းပေးခြင်းဒီလိုလေးတွေရတာပေါ့နော်အိမ်နဲ့ပတ်သက်ရင်တော့စိတ်ရှိသွားတယ်အိမ်မနေလို့စိတ်မရှိဘူးအပြင်ကိုသွားနေရတယ်ဆိုပြီးပြောရှုနေတယ်အိမ်မနေမပြောဘူးလို့တွေ့ရတာပေါ့နော်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အာယုံနောက်ပါပဲဆိတ်ရှိပါမယ်ဒီလိုလေးတွေ့ရတယ် ရဲအနေနဲ့တိုက်ခိုက်ရှိပါတယ်မိမိကိုမနာလိုနေတဲ့သူတွေရှိတဲ့တိကျပါနော်အခြေအနေပတ်သက်ပြီးတော့ချစ်သူစိတ်ကိုစိတ်ပြတ်သွားတာမျိုးကြုံရတဲ့တိအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ကြီးရေးမှာတကြက်ကြက်ဆိုလိုစကားတွေများတဲ့တိအေးချမ်းမှုရေးချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်တကယ်ဖြစ်ပြီးဆိုတော့လည်းကိုယ့်ရဲ့မိသားစုရဲ့အိမ်ရင်းလေးတွေမှာအကဲကဲလေးတွေဖြစ်ခဲ့တဲ့ကြောင့်မို့လို့ခုမှမအေးချမ်းသေးလို့တွေ့ရတာပေါ့နော်။ကဲနဲ့ပတ်သက်ရင်တော့အားနေတယ် သို့ပေမဲ့မဖြစ်မနေဒီတို့ကန်ဆယ်ချင်နေဆိုရင်တော့ငါတို့လုံးဒီတို့ကန်ဆယ်လို့ရတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ရှင်လန်းပွင့်လန်းလာမယ်တပတ်တာပါ။ဘာမှစူးစူးဝါပူပန်စရာမရှိပဲနဲ့အမျိုးသမီးကောင်းတွေရဲ့အူကြီးထောက်ပံ့ကောင်းတွေရမသိလို့သိရတော့ဘောနော်။အဲ့တော့ကိုနဲ့ခင်မရင်းကြီးတဲ့မိတ်ဆွေတကယ်ကြီးအခုရဲ့အထက်လူကြီးမိဘဘောနော်။ဘိန်းအမျိုးသမီးတွေပေါ့မိဘတွေရဲ့ကူညီမှုတောက်ပံ့မှုရရှိစေမယ်လို့တွေးရပါတယ်။အဲ့တော့အင်္ဂါသားသမီးအနေနဲ့တပတ်တော့ ကံထောက်ပံ့ဖြစ်စေဖို့အတွက်မိမိနေကဘုရားမှာဒေချင်းနှစ်ခွက်လူလဲချင်းပြေကဖိနေတဲ့တပတ်တာအလုံးစုံပြည့်လဲသွားမယ်လို့ပြောရပါတယ်ရှင်။ဒီမှာပါရှင်20ရက်ဆယ်လမှာ26ရက်ဆယ်လ2025တပတ်တာဘုဒ္ဓဟူးသားသမီးချင်းမဆွေရဲ့လောကိုင်ကနေစတင်ဟောပြောပြီးမှာပဲဖြစ်ပါတယ်ရှင်။ဘုဒ္ဓဟူးသားသမီးချင်းမဆွေအလုံးနဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးပေါ်တတ်တယ် အဲ့လိုပေါ်တဲ့ပြောင်းလဲရကိုယ့်တွေကောင်းသောပြောင်းလဲခြင်းလို့မြင်နေလုပ်ငန်းတွေကိုတူးချေရတာမျိုးတွေ့ရတယ်အလုပ်ကံအရင်ကောင်းနေတန်မိုးကြီးသောပစ္စည်းထွက်တဲ့တွေဘယ်လိုစိတ်ပါပူကအတုံးလိုလိုထွက်သွားတာမျိုးမဟုတ်ပဲနေအပေါက်ခံရတာနောက်ပြီးတော့ကပိုင်းနဲ့ခံရတာအလူရဲ့ခံရတာဒီလိုမျိုးနဲ့ထွက်တဲ့တွေမျိုးစိုက်တော့မိတ်ဆွေပေါင်းတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေနဲ့ပိုတဲ့ဘာမဟုတ်တဲ့ကိစ္စနဲ့ပြဿနာဖြစ်မယ်ရင်းနှီးတဲ့သူတွေနဲ့လမ်းခွင့်ရတဲ့အစီအဖြစ်တဲ့တယ်နော် အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိုပူပန်ရတာအိမ်ကိုနောက်ဆန်တင်ရတာဒီလိုကိစ္စရည်ရည်ကြုံရတယ်။ရဲအနေနဲ့စွစွမရှိဘူး။ဒါပေမဲ့မိမိဘက်ကမှန်အောင်လေတစ်ချက်ကလေးမှားလိုက်ပြီဆိုရင်တော့တရားတော်ဘုံရေးဆင်ရမယ့်ကံကိုတွတ်တွင်ရတယ်။အချီးနဲ့ပတ်သက်ပြီးတော့အချီးမှာမိမိချစ်သူနဲ့မိမိရဲ့ရည်ရွယ်ထားတဲ့ကိစ္စရည်ကလေးတွေနှောင့်နှေးသွားစေတာဒီလိုလေးတွေ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာခြင်းပဲအိမ်တော်ကြီးပါ။ ဆရာမကြီးနဲ့ပတ်သက်ရင်တော့စူးကျူးလုံးဝမရှိဘူးဒါပေမဲ့စူးကျူးမရှိဘူးဆိုပေမဲ့အနည်းတိုင်းအစားတောင်းပွားရမှုကြောင့်ဆရာမကြီးချူချာတက်တဲ့ဂရုစိုက်တော့အေးချမ်းချင်းညီချမ်းချင်းရောက်ရှိလာမဲ့တပတ်တာပါမိမိကိုလုတ်ကန်နဲ့ပတ်သက်ပြီးတော့ငွေကြီးကန်နဲ့ပတ်သက်ပြီးတော့ကန်ကြမ်းမမျက်နှာသာပြည့်တဲ့တပတ်တာဟုတ်ပြရတယ်ချီတိုကန်ဆန်းချစ်တယ်ဆိုရင်တော့6တလုံးချီတိုကန်ဆန်းလို့ရတယ်။ကန်အောင်ကောင်းပါလိမ့်။ဝေးကြီးတဲ့နာပါလိမ့် ရှင်လန်းလာပဲဝင်လန်းလာပဲတပတ်တာပြောတိုင်းဆိုတိုင်းကိုဖြစ်နေပဲတပတ်တာလို့တွေ့ရတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်စီယာချုံကိုပြေးကြည့်လိုက်တော့မိမိမှာနောက်ဆန်တင်ရမယ်ဆိုတာကမိသားစုဝင်အမတော်၎င်းနှောင်းနောက်အမေတော်၎င်းအဖေတော်၎င်းဒီလိုမျိုးတွေအတွက်နောက်ဆန်တင်စီရမယ်အရာလေးတော့တွေ့ရတယ်။အဲတော့တပတ်တာမှာ ကံရဲ့အထောက်ပံ့ပေါင်းတွေရရှိစေဖို့အတွက်ခွေးစာများများကြေးပါယခုလိုခွေးစာကြေးပြီးတော့ပို့တော်လုပ်လိုက်တာနေမိမိကဲကဲနေတဲ့တပတ်တာအလို့ဆုံးပြည်လဲသွားမင်းတို့တွေ့ရပါတယ်ရှင်ဒီမလာပါရှင်20ရက်ဇေလမှာ26ရက်ဇေလ2025တပတ်တာဂျာတာဘီသားသမီးချစ်ပြီးစုရဲ့အလုတ်ကင်ကားတွေစတင်ဟောပြောပြမှာဖြစ်ပါတယ်ရှင်ဂျာတာဘီသားသမီးချစ်ပြီးစုအလုတ်များပတ်သက်ပြီးတော့ပြင်ပန်းနေရမယ် အဲ့လိုပင်ပန်းသလောက်အကျိုးပြည့်လေများစွာရရှိစေတယ်လို့တွေ့ရတာပေါ့နော်။တံမိုးကြီးသောပစ္စည်းတွေဝင်လာလို့ရှိပြပါတယ်။မိတ်ဆွေကရန်ကောင်းပါတယ်။မိတ်ဆွေစီမိတ်ဆွေမတွေတွေ့ရပဲအချိန်ပါပဲ။အေးနဲ့ပတ်သက်ရင်တော့အေးကိုနောက်ဆက်တင်ရမေးကြီးခဲ့အတွက်ပူပန်းမေးဒီလိုလေးတွေ့ရတာပေါ့နော်။ရှင်မျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာဆိတ်ရှုပ်စရာတွေကြောင့်ရတဲ့ဖြစ်။ရန်ရည်တိုက်ခိုက်ရှိတဲ့တတိယပါနော်။အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာ အလုံးပွင့်နေခြင်းအိမ်တော်ကြီးအီးချင်းသာယာစီမဲ့တပတ်တာပါကျမ်းမာရေးတဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိပါဘူးအီးချင်းမှုရေးချင်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အရင်အရာကသိပြီးပြီပဲအကုန်တောင်းယူပြီးတော့လုပ်ပေးရတာ၊ခံပေးရတာ၊ပြောပေးရတာ၊စူးပေးရတာဒီလိုလေးရှိရတဲ့ကြောင့်မအီးချင်းလေးလုပ်ပေးရမှာနော်ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်တို့ပေမဲ့ဒီလိုကန်ဆယ်ခြင်းနဲ့ဆိုရင်တော့နှစ်တလုံးဒီလိုကန်ဆယ်လို့ရတယ် ဝေးချင်းနဲ့ပတ်သက်ပြီးတော့လက်လာပါပွင့်လန်းစီမဲတပတ်တာရှင်လန်းစီမဲတပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြောင့်ပေါ်ပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူးအဲ့တော့မိမိကိုအရာသက်သိမိတ်ဆွေကောင်းတကယ်ကြီးကောင်းပေါ့နော်ဒီလိုမျိုးတွေကနေပြီးတော့အကူအညီထောက်ပံ့ကောင်းတွေများစွာပေးပေးဆိုတဲ့တပတ်တာကိုတွေ့ရတယ်ဒီတော့ကြာသာပေးတာတပိချင်းပေးဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ယတရားလေးပေးခြင်းနေအဲ့ဒီပေးရမယ့်ယတရားလေးကမိမိနေအိမ်ရဲ့အရှိမျက်နှာစာမှာ ကန်းပေါ်ပေးပေါက်ကလေးတစ်ပြီးစိုက်ခြင်းခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်နေသွားမယ်လို့တွေ့ရပါတယ်ရှင်။ဒီလောက်ပါရှင်။20ရက်ဆယ်လမှ26ရက်ဆယ်လ2025တပတ်တာတောက်ကြတာတပီချင်းပြီးစုရဲ့အလုပ်ကံကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။တောက်ကြတာတပီချင်းပြီးစုရဲ့အလုပ်ကံရန်ကောင်းနေအလုပ်နဲ့ပတ်သက်ပြီးတော့ကိုလိုချင်တဲ့အလုပ်မျိုးကို အချာမချာရရှိစေမယ်လို့တွေးရတယ်။ဒါပြင်အယောင်းဝယ်သမားများအနေနဲ့လည်းပဲရှောင်းပန်းဝယ်ပန်းတွေပွင့်လန်းစေတဲ့တပတ်တာပါ။တန်မိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါသေးတယ်။မိတ်ဆွေကရန်ကောင်းပါလေ။မိတ်ဆွေတကယ်ချင်းအပေါင်းအသင်းတွေနဲ့အတူတူအလှူတွေလုပ်ရမယ်လို့တောင်းတွေးရပါသေးတယ်။အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိစ္စစီစီညွှန်ကြားမှုတွေအစီအပြေပဲအိမ်နဲ့ပတ်သက်ပြီးတော့လုံဆောင်ချက်တွေအရန်ကောင်းပဲအိမ်ရဲ့ယုံကြည်ခြင်းတွေကိုရရှိစေမယ်။ ဆွေးရသားချင်းနဲ့ပတ်သက်ရင်တော့စိတ်မကောင်းစရာသတိနေကြရတဲ့ပိုင်းရဲအန်ဒီရဲ့အတွက်ကရှိတဲ့သတိထားပါနော်ချီးတဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လင်းခြင်းလူကြည့်လူငယ်ပေါ်ခြင်းအဲ့လိုလေးတွေ့ရတယ်။အင်တော်ကြီးနဲ့ပတ်သက်ရင်သားသမီးတွေအတွက်လည်းမိမိတီစိတ်ချမ်းသာစရာကြည်ညိုစရာလေးကြုံရပါမယ်မင်း။ကျမ်းမာကြီးနဲ့ပတ်သက်ရင်စိုးချိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုရင်ချမ်းမှုရရှိလာမယ်တပတ်တောင်လုပ်ရပါလိမ့်။ န်နဲ့ပတ်သက်ပြီးတော့ကန်အလုံးကောင်းပါတယ်။ထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့တစ်တည့်ရရှိရပါတဲ့နံပါတ်ကိုထီထိုးကန်ဆန်းပေးပါ။ဝေကြီးလည်းလာပါလေရွှေလန်းပေဖွင့်လန်းပေတပတ်တော်ကအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံကိုပြီးကြည့်တဲ့ကေကစိုးဝါးတဲ့ပူပန်မျိုးမတွေ့ရဘဲနဲ့ချစ်သူခင်သူပေါ်ပြလာမယ်တပတ်တော်ပါဒီတော့တောက်ကြတာတပီချင်းဆွေတွေကံတောက်ပတ်ဖြစ်စီတဲ့ယရိယာကောင်းလေးရကြတော့ဇေဒီတစုကိုသွားပါသွားပြီးတော့ရွှေရောင် ရွှေချီးပေါ့နော်ရွှေရောင်ချီလေးကြီးအသေးလေးတွေဆယ်လက်လူတိုင်းချင်းပြင်ပြီးကက်ကဲကြီးတွေတပတ်တာအလုံးစုံပြည်လေသွားမယ်လို့ပြောရပါတယ်ရှင်ဒီကလာပါရှင်20ရက်ဆယ်လမှာ26ရက်ဆယ်လ2025တပတ်တာစလီသားတပိချင်းမီစုရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်စလီသားတပိချင်းမီစုအလုပ်နဲ့ပတ်သက်ပြီးတော့ခက်ခဲစီတွေလုံးဝကြံရတာမတွေ့ကြတာမျိုးလေးကြုံရတတ်ပါတယ် တန်မိုးကြီးသောပစ္စည်းတွေထွက်ထွက်ထွက်ပါတယ်ထွက်ဖို့လည်းရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့ရဲ့ညဉ့်ညင်စရာလေးတွေအပြစ်မြင်တာလေးခံတကယ်သတိထားပါနော်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိစ္စအရင်ကောင်းလေးစီစဉ်ကြွချမှုလေးစီပြပါမယ်ရှိယူသားစင်းနဲ့ပတ်သက်ပြီးတော့ဆိတ်ရှုပ်စရာကောင်းရှုပ်စရာတွေကြုံရတဲ့ပါမယ်။ရဲအန်ဒီတိုက်ခိုက်များတဲ့တတိထားပါတော့။ခြေနဲ့ပတ်သက်ပြီးတော့ ်ချစ်သူကမိမိကိုစိတ်ကုန်စိတ်ပြတ်သွားတာမျိုးကြုံရတဲ့တည်းအိမ်တော်ကြီးမှာလမ်းဖွင့်ရတဲ့အစ်ကြီးအိမ်တော်ကြီးပြက်တနာလေးကြုံရတဲ့ပါတယ်ကျမကြီးနဲ့ပတ်သက်ပြီးတော့တရှောင်ရှောင်ဖြစ်တဲ့ပါရီကျမကြီးနဲ့ပတ်သက်ပြီးတော့မိမိဒီအရင်းလူလူစိတ်ဝစီကန်နေပြပြီးတော့ဝေကုန်စီတဲ့ပါရီကန်နဲ့ပတ်သက်ပြီးတော့ကန်အားအရင်ကောင်းနေခြေထိုးကန်ဆက်ခြင်းတွေဆိုရင်တော့သုံးကလုံးခြေထိုးကန်ဆက်လို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့တကယ်မှငွေစုလို့မရဘူး တန်ဖိုးကြီးသောပစ္စည်းတစ်ခုခုဆိုတာစုလို့ရတဲ့အဖက်လေးတင်မယ်နော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုပ်ငုံပေးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုဘလောက်ပဲအကောင်းဆုံးနေဗန်ဒီပေးအဲ့လိုဗန်ဒီပေးပေးမယ်လည်းပဲအကောင်းအပြောမခံရတာမျိုးလေးကြုံရတဲ့ပါလေဒါကြောင့်ကံထောက်ပံ့ရစီဖို့အတွက်တပတ်တာမှာလိမ္မောအချူရီ၃ပွက်ဖះမှာလူလန်းချင်းပြီးပြီးခက်ခဲနေတော့တပတ်တာအလုံးစုံပြည်လဲသွားမေးလို့တွေ့ရပါတယ်ရှင်